တဲအင်အဂါလီကောလူသိရင်သိမသိရင်တရားရ VCD အပိုင်း1မြန်မာစကားပြောအဂါလီကော VCD 26မိနစ်အပိုင်း2အင်္ဂလိပ်စကားပြောအဂါလီကော VCD 23မိနစ်ရွှေပင်လဲကြောညာရိုက်ကူးရေးမှရိုက်ကူးလူဒန်းပူဇော်တော်အတူယူဖွယ်ရာအံဩဖွယ်ရာတန်းကူဆရာတော်ဖျားကြီးဥဥက္ကဋ္ဌ1973 1983ဤဓမြဘူဘဝမှာ တင်ပြိပတ္တိတာရဏာကိုအမွေပေးနိုင်ခဲ့တော့ဖျားကြီးသားတော်တပါအဖြစ်မယုံကြည်နိုင်စရာဘဝပြောင်းလဲကိုရကုဖော်ပြထားတော့အဂါလီကော VCD ကို ကြည့်ရှုပြီးတရားတော်အပေါ်ယုံကြည်တော်တရားတရားများတရားအထုလူစိတ်များ ရုပ်ပွားလာစေလိုသောစေတနာဖြင့်30ရက်6လ2004ခုနှစ်မှစတင်၍တင်းတင်းသော CD အမျိုးအစားဖြင့်အစဉ်နှင့်တွင်းပြီး VCD တစ်ချက်လျှင်200ကျပ် အနှိမ့်ဆဇေနုံဖြင့်ငွေကြေးအမြတ်အစွန်းမယူဘဲဖြန့်ချီရောင်းချပေးပါသည်အဝိဇ္ဇာမဝိဇ္ဇာတုတရားလူတော်လုပ်ငန်းအမှတ်126သုံးလွာ38လမ်းရန်ကုန်မြို့ဖုန်းနံပါတ်259000 ကောင်စိန်ဆန်းစူပြီးလန်းဆန်းတောင်ကုန်းမှုမှုဒေါညို့ညို့နဲ့တန်လင်းချင်းနဲ့မြင်မင်းအီယာခွေးကားစီစဲရှုခင်းပတာရတဘာဝရဲ့အလှတရားစိတ်ထားဖြူစင်ကြည်လင်းရှင်းပြမနှောအလှပိုင်ရှင်များကမြမပြည်သားများဖြစ်ကြပါလေယူသားမှုအတွင်ကြည်လင်းတဲ့အပြုံးမဆုံးတဲ့စေတနာ ဝေးဖြားဒါနပြည့်စုံကြခြင်းဟာမြမပြည်သားတို့ရဲ့ဘဝပါလေ မြမရေမြမအမည်ဟာနှစ်လိုဝေရအစင်ပေါ်ကြွယ်တဲ့တရားစတာမျှတဲ့ရာသီစိမ့်ဆိုသည့်တေဝါရွှေတီးတဲ့စဘာတို့နဲ့ဘူမိနဲ့တနေရမှန်ခဲ့ပါလေဒီဘူမိနဲ့တနေရမှန်မှာဗရဟံစဘဂဝါအဆုံးဂုံတော်အားလုံးနဲ့ပြည့်စုံတော်မူတဲ့ဗုဒ္ဓသာသနာဟာဝေဝေဆာဆာထွန်းကားပြန့်ပွားခဲ့ပါလေမြမပြည်တဏ္ဍလျာဘဲကိုပဲသွားသွား မြင်တွေ့ကြအမှားကတော့ဗုဒ္ဓရဲ့သာသနိကအဆောက်အဦများဖြစ်တယ်။ဘုရားပထိုဇေဒီကျောင်းကံများနဲ့တဘာဝအလှတရားများသာဖြစ်ပါလေ။ဒီကဘာမီမှာထေရဝါဒဗုဒ္ဓသာသနာတော်အထွန်းအားဆုံးနိုင်ငံဟာမြန်မာနိုင်ငံပဲဖြစ်ပါလေ။ကနဒူရပရိယလုပ်ငန်းတွေဝိပဿနာဒူရပရိပတ်လုပ်ငန်းများရှင်သန်ပွင့်လင်းတဲ့ဒေသဖြစ်တဲ့အလျောက် လောကုတ္တရာဓမ္မယရနာသံဃယရနာတရားသူများပုဂ္ဂိုလ်များပုဂ္ဂိုလ်သူများထူးထူးခြားခြားပေါ်ထွန်းခဲ့ကြပါလေမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ခရစ်တက္ကရေ1044ခုနှစ်အနောအထာမြင့်မြတ်လက်ထက်ကစပြီးယနေ့ကာလအထိတရားသူတရားမြတ်များရရှိကာယဟနာလို့ကြော်ကြားခဲ့တဲ့တန်ဃာတော်များစွာတွင်လင်းပေါ်ပေါက်တော်မူခဲ့ရာမှာမော်ဘီမြို့နယ်နှောကုန်းကြီးဝါဇာတိ တိန်ကူဆရာတော်ဥဩကထာလဲတပါအပါအဝင်ဖြစ်ပါလေဆရာတော်ကတော့မိမိကိုယ်ကိုဘေးအခါကမှယဟန္တာလို့မတမုတ်ခဲ့ပါဘူးဥပဇင်းကြီးလို့သာတမုတ်ခဲ့ပါလေတိုးရိပ်မြန်ရိပ်ဥယျင်လဲမြေချောင်းကန်အင်းအိုင်တို့ ਨੇ ပြည့်နေနေတဲ့မော်ဘီနှောကုန်းဒေသဟာစိုးပြေသားရလှပါတယ်တဲငူဆရာတော်အလောင်းလျာမောင်အောင်ထွန်းကို ဒါဘိန်းတော်ဆရာဥတော်ရာနဲ့ဒိုမေအန်နုက1984ခုနှစ်တပေါင်းလာစား10ရက်တနင်္ဂနွေနေ့ခရစ်တက္ကတိ1973ခုနှစ်မတ်လ16ရက်မနေ့7နာရီကမှနှောကုန်းကြီးရွာမှာဖွာတန့်ဆင်းရဲပါတယ်။မွေးချင်ခုနှစ်ဦးရှိခဲ့ပြီးတတရမှာဖြစ်ပါတယ်။ဦးအောင်ထွန်းဟာအသက်46နှစ်တိုင်တိုင် န္တပုထုဇဉ်ဘဝနဲ့ကြီးပြင်းလာခဲ့တဲ့အမြောက်ဒူးစရိုက်အမျိုးမျိုးကိုကျူးလွန်မိခဲ့ပါတယ်အစိုးရရဲ့အပြစ်ဒဏ်ကိုလည်းခံခဲ့ရပါတယ် တီးစားရှင်းစားတောင်းမှအနိုင်နိုင်ဖတ်ယူရတဲ့ဥအောင်ထွန်းဟာကျုချင်းတန်းတဲ့အခါဇွန်လုံကိုဆရာတော်ဖရာရဲ့ထေရုပတ်တိကိုဖတ်ပြီးသူဖြစ်ရင်ကိုဖြစ်ရမှာပေါ့လူသေးရင်သေးမသေးရင်တရားရဆိုတဲ့စိတ်ဓာတ်နဲ့နှောကုံကြည့်ရကြောင်းလေးကြောင်းတိမ်အတွင်းမှာကိုဘာတီလာကိုခံယူပြီးတိမ်တကားကိုပိတ်ဝင်းလေထွက်လေကိုတစ်ဆက်ကမြအတိမလွတ်စီပဲစတင်ကျင်းပါတော့တယ်ဒီနေ့လျင်16နာရီအားထုတ်ပါလေယောဂီဥအောင်ထွန်းဟာ လက်ရှိခန္ဓာကိုယ်ကြီးကို လုံးဝမညာပါဠိတော်အဋ္ဌကထာများမှာပါရှိတဲ့ခန္ဓာကိုယ်အယူအကျော်အသားအသွေးများခန်းချောက်ရင်ခန်းချောက်ပါစေတရားမရရင်ငာမထပြီလို့ထက်တန်တဲ့လုံးလဝရိယတရားနဲ့ပြင်းပြင်းထန်ထန်ကြင်ကြံအထုတ်နေခြင်းဖြစ်ပါလေဥအောင်ထွန်းရဲ့စိတ်ဟာလူသေးလျင်သေးမသေးလျင်ကိလေသာသေးဆိုတဲ့စိတ်ပဲဖြစ်ပါလေတရားအထုတ်နေခြင်းကာလအတွင်းအဲ့အနည်း အလွန်ပဲနည်းလာပါလေဝင်လေထွက်လေရှူရှက်ရာမှာတရိဥစည်းနေခြင်းစကားပြောနည်းပါလာပြီးတကိုယ်တည်းတရားထိုင်နေတာကများပါလေနေ့စဉ်နေ့တိုင်းကျောင်းလေးကျောင်းရဲ့တိမ်ထဲမှာတရားအထုတ်နေတဲ့ဦးအောင်ထွန်းတယောက်6ရက်မြောက်နေ့နေ့လယ်7:00နာရီသာသာအချိန်မတော့မချိမဆန့်ခံစားနေရတဲ့ဝေဒနာများရုတ်တရက်ပျောက်သွားပြီးဝေဒနာရဲ့ဆန့်ကျင်မဲ့ဖြစ်တဲ့အလွန်တရာအေးချမ်းတဲ့အတွေ့အကြုံတစ်မျိုးကို ခံစားရပါတယ်။ငါဆိုတဲ့သရဝါဟာငါကျင်ကြိုက်ခဲမှုအပြည့်အဝရှိတဲ့ဓာတ်ပေါင်းစု။ငါသဘောနဲ့ပြုပြင်လို့ရတာဘာမှမရှိပါလား။မမြဲခြင်းတရားမှာကိုရွေ့၊ဆင်းရဲခြင်းတရားမှာကိုရွေ့။မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားများဟာအလွန်မြတ်မှန်ပါလား။ဥအောင်ထွန်းမှာတွေ့ဝေခြင်းဆိုတာမရှိတော့ပါဘူး။ ာနာပါနကမ္မထအာထုတ်သူဟာတထိုင်တည်းနဲ့အာသဝတရားများကုန်ခန်းပြီးယဟနာဖြစ်နိုင်ခြင်းအဲ့ဒါလိုမဖြစ်ခဲ့ရင်ဒီဂာနီကာလမှာတမတိတိယဟနာဖြစ်နိုင်ခြင်းအဲ့ဒါလိုမှမဖြစ်ခဲ့ရင်နတ်ပြည်ကိုရောက်ပြီးနတ်ပြည်မှာဓမ္မကတိကနတ်သားဟောကြားတဲ့တရားကို နာရတဲ့အတွက်အရဟတဖိုးတို့ရောက်ရှိခြင်းအဲ့ဒါလိုမှမဖြစ်ခဲ့ဘူးဆိုရင်တော့သာသနာပကာလမှာပြည့်စည်ကဗုဒ္ဓဖြစ်နိုင်ခြင်း အဲ့ဒီလိုမှမဖြစ်ခဲ့ဘူးဆိုရင်နောင်ကြုံတွေ့ရမယ့်ဘုရားရှင်ရဲ့မျက်မှောက်တော်မှာ အရှင်ဘာဟိရဓာရုစရိယလိုလေးပါးရတက္ကဋ္ဌာနဲ့ယဟန္တာဖြစ်နိုင်ခြင်းပါပဲယောဂီဥအောင်ထွန်းဟာတရားထိုင်တဲ့နေ့ကစလို့ကိုယ့်ရဲ့စီးတဲ့အခါမှာဘုန်းကြီးကျောင်းသိရင်တွင်းကနေရာရွှေ့ပြောင်းပြီးအမကြီးဒေါ်ဖွားစင်ရဲ့ခြံတွင်းမှာရှိတဲ့ဆေးရုံပင်အောက်မှာတရားအားထုတ်ခဲ့ပြန်ပါလေ အမကြီးဖြစ်သူဒေါ်ဖွားစိန်ကစီယိုပင်အောင်မြေပြင်ပေါ်မှာတရားထိုင်မဲ့အစားလေးတိုင်စဉ်တဲတလုံးကိုဝါဒဏိတို့နဲ့ဆောက်ပေးပြီးတရားရှုမှတ်စေပါတယ်။အာနာပါနတရားကို24နာရီအတွင်းအားထုတ်ရမှာအိတ်ချိန်10မိနစ်မြတ်မရတော့ပါဘူး။သတိသတိကိုအမြဲကတ်ထားပါလေ။သတိမလို့ရဥအောင်ထွန်းကြိုးစားနေပါလေ။ဒါကြောင့်လဲသမာဓိအင်အားဟာအကြည်ဓာတ်အမြင်ဓာတ် အားလျော်စွာရခဲ့ပါလေတရားဘာဝနာကျင့်ကြံအားထုတ်ရမှာကာယခန္ဓာဓာတ်လေးပါးတို့ရဲ့သဘာဝလျောက်ပြောင်းလဲဖောက်ပြန်ခြင်းကိုဥအောင်ထွန်းဟာသေလူနိဗ္ဗာန်ခံစားရပါလေတမာရီအင်အားအယောအတင်းအလျောက်ပုံမှန်မရှိဘဲဖြစ်နေခဲ့ပါလေတရားရှာသူများရဲ့အင်အားဟာသရဘူဝရိယဘူဒရိဘူတမာရီဘူနဲ့ ပညာဘို့ကိုရှည်ရန်တင်ရမယ်လို့ဒေသနာမှာညွှန်ကြားထားတဲ့အတိုင်းအပြင်ဘေးဒီတိုက်ပွဲနဲ့အလားတူအစ္ဆဒသရံမိမိစိတ်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့ခံစားချက်များကိုဆက်လက်တိုက်ဖြတ်နေပါတယ်။ဒါကြောင့်လူသူလေးပါဝေးရဖြစ်တဲ့နှောကုန်းကြီးရွာတင်းကြိုင်ကိုတွားပြီးတရားအားထုတ်ပါတယ်။တင်းကြိုင်မှာနေအချိန်တရားထိုင်ညနေမှာရွာကို ပြန်လာပါတယ်။ ဥအောင်ထွန်းမှာညံပေါ်လာပါလေစိတ်တကူကြီးမားလာပုံကိုလည်းသိပါပြီဒီညိုင်မှာတရားထိုင်တာနဲ့တပြိုင်နဲ့တမာရီအရှိန်နဲ့ပါရမီအဟုန်ကြောင့်ဆွဲလန်းမှုတနာကိုတတ်နိုင်လာခဲ့ပါလေဒေသနာတော်အရအတုဘဘာဝနာပွားလို့တဲ့ယောဂီဟာတုတ်တန်တစဒင်းញိုင်းဝကိုတွားပြီးမသားအလောင်းများကိုကြီးစုသုံးတတ်ပြီးနမိတ်ပေါ်စီရန်နီလန်းဖြစ်ပါလေ။ ဦးအောင်ထွန်းဟာအတုဝကမ္မထံကိုမမိတ်မတုံအာယုံဆိုင်ပြီးရှုတဲ့အခါမှာပုံပြက်အမျိုးမျိုးကိုမြင်တွေ့ပေါ်လာတိုင်းရည်ဓာတ်မြည်ဓာတ်မိဓာတ်လေဓာတ်ဓာတ်ကြီးလေးပါးသာဖြစ်ကြောင်းအသိဉာဏ်ဝင်လာပြီးဓာတ်လေးပါးတို့ရဲ့ပုံစံအမျိုးမျိုးပြောင်းလဲနေတဲ့သဘောကိုခံယူချက်ဉာဏ်အမြင်မှာထင်လင်းလာခဲ့ပါလေ။တရားပြမတို့ရဲ့တောင်းဆိုချက်အပြင် ုဂ္ဂိုလ်တူလှူဒါန်းတဲ့ဆွန်လုံးကူဆရာတော်ဖရာလက်ထက်ကစွန့်ခဲ့တဲ့သင်္ကန်းကိုဆွဲပြုပြီး1962ခုနှစ်မလ10ရက်နေ့မှာမေရော်ဒေါအန်ကိုဥထိတ်မှထားဦးစုရနဲ့နှောကုန်းရွာသူရွာသားများစုပေါင်းပြီးမြင့်မြတ်တဲ့ယဟန်အဖြစ်သွတ်သွင်းချီးမြှင့်ကြပါလေဥပိ္ပဇေဆရာတော်ကနှောကုန်းကျောင်းကြီးဆရာတော်ဦးပြင်းကြီးတရိယာဖြစ်ပါလေဦးအောင်ထွန်းရဲ့ဘွဲ့အမိဟာဥဩကထဖြစ်ပါလေ ပပစီတဘာဝဒုံလဘဆိုတဲ့ပါဠိတော်အတိုင်းရာခဲလှစွာသောယဟန်ဘဝကိုစင့်မှန်စွာရရှိခဲ့ပါပြီ။ဥဩကထရဲ့ပပစီတဘာဝဒုံလဘဟာအမိုက်မောင်ကြားရောက်နေတဲ့ပုဂ္ဂိုလ်သရဝါများအပေလေးပါးမှလွမြောက်စေဖို့နဲ့မြတ်စွာဘုရားရှင်ရဲ့ပရိပတ်တိသာသနာတော်မြတ်ပုံမှုထွန်းလင်းတောက်ပလာစေမယ့်အခြေခံမိရှုတစ်ဆောင်ကြီးပဲဖြစ်ပါတော့တယ်။ နှောကုန်းကြီးရွာပတ်လည်မှာရောင်မင်းအင်းခွေးပုတ်အင်းတဲအင်းစတဲ့အင်းများရှိပါလေ။နှောကုန်းကြီးရွာအရှိပဲဓမိုင်းသားသားဝေးတဲ့လေခွေးမြေကုန်းမမမှာကျောင်းဆောက်ဖို့တပည့်များကနှစ်သက်သဘောကျပါလေ။တဲရဲ့ဘေးမှာရှိတဲ့အတွက်ဒီနေရာဟာတဲအင်းအစွဲပြုပြီးယခုအချိန်ထိတဲအင်းကိုဝိပဿနာကမ္မထမ်းကြောင်းတွင်ခဲ့တာဖြစ်ပါလေ။ ဒီသာသနိကအဆောက်အဦတွေဟာ ရှေးကတစ်ဝါးနဲ့စခဲ့တာပါဆရာတော်ဥက္ကဋ္ဌရဲ့သင်းရင်အဆဟောဒီဓမ္မယုံကပါပဲသင်းကူရဲ့ရှေးဥပထမစံကြောင်းနဲ့ဓမ္မယုံဖြစ်ပါတယ်မော်ဘီနယ်တွင်အင်းသုံးဤရှုကင်းတဖွဲ့ဘဟုလဲတွင် စင်ကြယ်ဖွေးဖြူသင်းရင်ကူ၌အပူမတန်းတီလာပန်းသည်လန်းဆန်းပွင့်ခဲ့ပါပြီမော်ဘီမြို့နယ်ထူးဟန်ဘွယ်ကား ညိတွယ်ကိလေအကုန်သိမြန်ပြေအတွင်ကြော်တဲ့င်းသည်ထင်လင်းပရဟန္တာရယ်လေအခုစိတ်ကလေးကိုညင်အောင်လုပ်မယ်စိတ်ကလေးဘယ်လိုညင်အောင်လုပ်မလဲဣစ္ဆတတဏ္ဏကသုံးနဲ့ဝါရောဘိဓါကံနဲ့ဝါရောဝါရောတတ်ဤသဘောတရားလေးကဝင်သွားတဲ့သဘောလေးထွက်သွားတဲ့သဘောလေးသဘောတရားလေးကိုသိ သဘောလေးကိုတွန်းတတ်တဲ့သဘောလေးကန်တတ်တဲ့သဘောလေးတွန်းနာလေးသိကန်နာလေးသိပါလေးသိကန်နာလေးသိစိတ်ကလေးညင်အောင်လို့ပေးတာအတိတ်ကလည်းမတွေးနဲ့မရောက်သေးတော့အနာဂတ်စိတ်လည်းမမျောရဘူးပြစ်စုံပန်တဲ့တယ်လေနှာသေးဝတကားကနေပြီးတော့နံလေးကိုတွန်းတဲ့သဘောလေးကန်တဲ့သဘောလေးဝါရောရုပ်ဤသဘောလေးအားနဲ့သူ့ကိုအတိတ်ကခိုင်းတာပြစ်စုံပန်ဆိုတာနှာသေးဝတကားမှာသရေပဌံတရား၄ပါးနဲ့လိုက်ပါ ဘုရားကဟောထားတယ်တတိပဋ္ဌာန်တရား၄ပါးလွယ်လို့နိဗ္ဗာန်ရောက်ကြောင်းတရားမရှိဘူးတဲ့အခုကအသေးကြည့်ခိုင်းတာနော်နိဗ္ဗာန်ရဖို့မဟုတ်သေးဘူးသေရင်ဘယ်စိတ်နဲ့သေရမလဲဆိုတဲ့ဥစ္စာသေဖို့ဟာကိုစိတ်တွေပြင်ပေးမှာအာနာပါနသတိကိုမြဲအောင်သိမစဉ်းစားနဲ့ဘာလုပ်ရအောင်မဲဘာလုပ်ရအောင်မဲလို့မသိဉင်းနဲ့မတွေးတော်နဲ့မကြံဆနဲ့တခုတည်းအေကောဓမောလို့ ။နောက်ကြတော့အနတ္တသဘောသူ့ဟာသူ့နံပြောင်းသွားလိမ့်။ပြောင်းသွားတဲ့အချိန်ခါကျတော့ပြောင်းတဲ့ရှိကိုသဘောလိုက်။အဲ့ဒီပြောင်းသွားပြီဆိုလို့ရှိရင်အနတ္တသဘောတွေးလိမ့်မယ်။ငါထားလို့မရဘူးသူ့သဘောသူ့ပြောင်းသွားတာတွေးလိမ့်။သူ့ဟာသူ့ပြောင်းသွားပြီဆိုရင်နာဝေဒနာတတိပ္ပဏဝေဒနာဘောခံတာလိမ့်။ကာယတတိပ္ပဏဆိုတာဝါရောယုတ်ကိုတွန်းနေကံနေသိနေတာကာယတတိပ္ပဏဒဂမကြီးတွေဒဂါကြီးတွေပြာရထိုင်မှများလာတဲ့အချိန်ခါကျတော့ဝေဒနာတွေဖြစ်တာ ဒီလိုနဂိုတော့ကသိတဲ့အသိကဘာတွေသိတယ်လဲတဲ့မရှိတဲ့တရားတွေသိပါတယ်ဘယ်လိုသွားသိလဲရုပ်ကိုသိလိုက်တာကဘာကိုသိတယ်ခြေစလုံးရဲ့လို့သိလိုက်အတုဝရုပ်ကြီးခြေစလုံးရဲ့လို့သိတယ်လက်လို့သိပောင်ရဲ့လို့သိတယ်တင်မရဲ့လို့သိတယ်ခါရဲ့လို့သိတယ်ခေါင်းရဲ့လို့သိတယ်လက်ရဲ့လို့သိတယ်အဲ့ဒါကရုပ်ရုပ်ကိုဒိဋ္ဌိဖြစ်တာဝေဒနာမှာဒိဋ္ဌိဖြစ်တာကဘာကိုဖြစ်တယ်တဲ့ တင်းနာပေါ်လာတော့တင်းတယ်လို့သိတယ်ဒိဋ္ဌိတောင်းနာပေါ်လာတော့တောင်းတယ်လို့သိတယ်ဒိဋ္ဌိနာနာကိုလိုက်ရတင်းနာလဲဝေဒနာတောင်းနာလဲဝေဒနာထုံနာလဲဝေဒနာပါလားဝေဒနာသိလိုက်တာဝေဒနာခန္ဓာကိုအတိခိုင်းတာဝေဒနာသွားသိလိုက်ပြီဆိုရင်တင်းနဲ့တောင်းနဲ့လက်ပဲချီပဲဒီဒီနှစ်စိတ်ကိုရှောင်မအကုသို့စိတ်တွေကိုဒိဋ္ဌိတွေကိုရှောင်မလက်ရဲ့ချီရဲ့လို့လည်းမသိပါနဲ့ လက်တိမဲ့သူတို့အတုဝတရားသာသိလိုက်ဆင်ခြင်ပြည့်ပြည့်သိက္ခိပြောင်းပြည့်တင်းနာပေါ်လာလို့တင်းတယ်လို့သိလိုက်လို့ရှင်တင်းတယ်ကတင်းတယ်ဆိုတဲ့စိတ်ကိုဝေဒနာပါလားတင်းတယ်ဆိုတာမရှိတဲ့တရားပဲရှိတာကပစ္စုပန်ဝေဒနာသာရှိပါလားအဲ့ဒီဝေဒနာပေါ်လာလို့ရှိရင်အဲ့ဒီဝေဒနာရဲ့အစနဲ့အလယ်နဲ့အဆုံးအဲ့ဒီအဆုံးလေးကိုတထိုင်နေတဲ့အဆုံးလေးကိုလိုက်လိုက်ပြီးဆိုရင်အသိကျရတာပါ အဲ့ဒီဝေဒနာလေးဆုံးသွားပြီဆိုရင်စိတ်ဓာတ်သတိပဋ္ဌာန်ဒုက္ခကုံဆုံးသွားတော့စိတ်ကလေးဟာဒုက္ခခံစားရတယ်။အဲ့ဒီတထိုင်နေတဲ့အပယ်လွတ်တယ်။အဲနောက်ကြတော့ဘာဖြစ်လဲတဲ့ဒုက္ခ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 သမာဓိကောင်းလာတော့ဒီဝေဒနာကိုသိဉ္ဇိခံနိုင်ဒုက္ခဒုက္ခမြင်ပြီဒုက္ခလည်းဒုက္ခဖြစ်လာလိုက်ဒုက္ခခံစားလိုက်ဒုက္ခခံစားလိုက်ဒုက္ခခံစားလိုက်ဒုက္ခဖြစ်လာလိုက်ဒုက္ခဖြစ်နေလိုက်ဒုက္ခဖြစ်နေလိုက်ဒုက္ခဖြစ်နေအဲ့ဒီလို့ ဝေဒနာအစနဲ့အလေနဲ့အဆုံးလေးနဲ့သဘောလေးကိုဆုံးအောင်လိုက်ကြည့်ပြင်မပြင်းနဲ့ပြင်ပြင်းရင်သေဟာနည်းဆက်ဆက်ပြင်ပြင်းလို့ရှိရခဲ့ကဲဒိဋ္ဌိကြီးနာမခံနိုင်လို့ပြင်ပြစ်တာအခုကဒါအသိကျင့်တာနိဗ္ဗာန်ရဖို့မဟုတ်သေးဘူးသေဟာနည်းဆက်ဆက်ဒီရုံနဲ့ဒီနာပြေတော့ပြေးရမှာပဲသေပင်သေရညာတော်လဲတဲ့အကုသို့စိတ်ကနေပြီးမကုသို့စိတ်ကလေးနဲ့သင်ကြဖို့အခုဝေဒနာတစ်ခုတည်းအသိခိုင်းတာဒကမာကြီးတွေဒကာကြီးတွေမက်စိတ် ချင်းသုံးဆုံးမှငါယူတို့ပြည်သူတွေအိဆာသဘောကိုသိပါစေဒုက္ခသဘောကိုသိပါစေအနတ္တသဘောကိုသိပါစေမနှောမှအမြဲပင်စင်မြင်နေဘုရားဖရာညွန်ကြားခဲ့တဲ့တရားတော်များတွေနိုင်နာချင်းသုံးဆုံးမှငါယူတို့ပြည်သူတွေအိဆာသဘောဒီကြောင့်ဓမ္မဆက်ကြရှင်ဇေဒီတော်မြတ်ကြီးဟာ မူလသင်းကိုဆရာတော်ဖျားကြီးဥဥက္ကဋ္ဌအုံမြင့်ချခဲ့တာဖြစ်ပြီးတပိသသံဃာတော်များကအပိသက်ခဲ့ကြတာဖြစ်ပါတယ်မော်ဘီနှောကုန်းမူလသင်းကိုចောင်းတော်ကြီးကသံဃာတော်များဟာမနေ့သုံးနာရီတုံးပေါင်းခောက်ပြီးဆိုတာနဲ့ယေရှုရှင်ဆရာတော်ဖျားကြီးရဲ့မြေတားဖို့တိတ်ခွေကိုဖွင့်ပြီးမြေတားကိုခံယူကြပါတယ်မနေ့သုံးနာရီမိနစ်30အချိန်မတော့အရိယာဓမ္မဗိမာန်တော်ကြီးမှာစုပေါင်းဖျားဝိပြုကြပါတယ် စွန်းစားမောင်းတာနဲ့အတူအာယုံစွန်းဖုံးပေးကြပြီးမနေ့6နာရီမှာဆွမ်းခံထွက်ကြပါလေ။ကြာရှိတဲ့ယောဂီနဲ့သီလရှင်များကတော့တရားထိုင်ကြပါလေ။တရားအလုပ်စခန်းကိုမနေ့6နာရီက7နာရီ7နာရီက8နာရီ3နာရီက4နာရီခွဲစုစုပေါင်းတရားအထုတ်ချိန်9နာရီခွဲဖြစ်ပါလေ။ညနေ4နာရီခွဲက9နာရီခွဲအထိယောဂီနဲ့သီလရှင်များ ရားဝတ်ပြုခြင်းဖြစ်ပါလေ။ညနေ6နာရီမှတော့တရားနာယူခြင်းဖြစ်ကမူလသင်္ကူဆရာတော်ဘုရားကြီးရဲ့တရားတိတ်ခွင်ကိုဖွင့်ပေးပါလေ။တန်ဃာတော်များဆုံးခံထွက်တဲ့အမှုကိုဝါရင်းကာလမှာလုံးဝမပြုလုပ်ကြတော့ဘူး။ဘာဝနာပွားများခြင်းနဲ့သာအချိန်များကို ကုန်လွန်စေပါလေ။ဝါရင်းကာလမှာတန်ဃာတော်များယောဂီများနဲ့သီလရှင်များဟာမနေ့9နာရီမှာအာယုံဆုံး နောက်6နာရီက9နာရီ12နာရီက2နာရီ2နာရီခွဲက4နာရီခွဲ9နာရီက9နာရီအထိတရားထိုင်ရပါလေတရက်မှာ9နာရီတရားထိုင်ခြင်းဖြစ်ပါလေတရားချိန်များတနေ့တာပြီးတဲ့အခါမှာတော့ဆရာတော်ကြီးရဲ့တရားတိတ်ခွေကိုဖွင့်ပေးပါလေမနေ့ပိုင်းမှာလည်းမနေ့3နာရီကစလို့တရားတော်ကိုနှလုံးသွင်းနိုင်ကြစေရန်တရားတိတ်ခွေကိုဖွင့်ထားပေးပါလေဝါရင်ကာလ တရားစခန်းအောင်မြင်သူများကိုနှစ်စဉ်တစောင်မှုလာပြီနေမှာဓမ္မပူဇာပွဲကိုကျင်းပပြုလုပ်ပြီးချီးမြှင့်လည်ရှိပါတယ်။အဲ့ဒီပွဲကိုတေမာတအဋိဌာနဂုဏပူဇာပွဲတော်လို့ခေါ်ဆိုပါတယ်။တရားထိုင်ခြင်းခွေပြဂုံဂုံလာဂုံလာဂုံချက်မှန်တယ် တဲရင်ကူတဲရင်ကူကျောင်းတော်ကြီးကယောဂီတွေရဲ့လိုအပ်ချက်မှန်သမျှကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးပါတယ်။ယောဂီတွေဘက်ကတရားကျင့်ဖို့တာဝန်ပဲလိုပါတယ်။မူလတဲရင်ကူကျောင်းတော်ကြီးမှာတဲရင်ကူဆရာတော်ဘုရားကြီးဥက္ကဋ္ဌနောက်ဧကမဟာကမ္မဌာနစရိယဗဒ္ဒနာဝါယမအခုအခါမတော့ဗဒ္ဒနာနာယကဆရာတော်ဥတော်မနဲ့နာယကဆရာတော်များဖြစ်ကြတယ်ဥဒုဓမ္မဥဝိလာတာ ဥတော်ဘိတာဥပုံညတိထတို့ကဥဆောင်ပြီးသင်္ကူသာသနာတော်ကိုခုမျိုးတိုးတက်အောင် စွမ်းစမ်းတမကြိုးပမ်းလျက်ရှိပါလေ။ဂျေဇုတော်ရှင်မူလသင်္ကူဆရာတော်ဖျားကြီးဥဩကထဟာသူဖြစ်ရင်ကိုဖြစ်ရမယ်။လူသေးရင်သေးမသေးရင် တရားရရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့တရားအားထုတ်ရမှာ22လအတွင်းတရားသူများရရှိခဲ့တယ်လို့ဆိုပါတယ်။ဆရာတော်အမိန့်ရှိခဲ့တာက 1959ခုနှစ်စက်တင်ဘာလ12ရက်နေ့မှာပထမအတည်သူ1959ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာဒုတိယအတည်သူ1960ခုနှစ်မတ်လ15ရက်နေ့မှာတတိယအတည်သူ1962ခုနှစ်မေလ30ရက်နေ့မှာစရုထအတည်သူကိုရရှိခဲ့တယ်ဆိုပါတယ်ဒိခါတော့ဆနဝါနဲ့ဆတဝါလုံးလုံးမနာမနေသရဝါတို့အပေပြီးကကင်းဝေးစီရန်လက်တွေ့တင်နှံပေးပြီး နိဗ္ဗာန်ရောက်ဖို့မဲ့လေးတံတရားတော်ဟောတော်မူခဲ့ပါဒါပေမဲ့လို့1983ခုနှစ်ဇူလိုင်လ10ရက်နေ့မှာတော့တဲမူဆရာတော်ဘုရားကြီးရဲ့ထွက်လီဝင်လီမှာရစေရသွားခဲ့ပါခနာစီရီတီထားကိုပဲလို့တဲ့အယူဆနဲ့အဲ့ဒီဇာပနပြာချပူဇော်လို့တဲ့ဆန္ဒနှမျိုးကွဲပြားလာလို့1986ခုနှစ်ဧပြီလ၄ရက်နေ့ထိအလောင်းတော်ကို စံကြောင်းတော်မှာ၃နှစ်၄ပါအပူဇော်ခံပြီးနေခဲ့ရပါတယ်။မပုံမတိုးတဲ့ယုတ်ကလတ်တော်ရဲ့မျက်နှာပေါ်မှာအခုံးငွေသရံမှုတက်တဲ့သရံအဖြူရောင်များမကြာခဏတွားမိုးလာတာပဲ။ခနာကူမလည်းဘဲချင်းညာလက်ဆလွေတိုင်းတစ်ဖက်ကရွှေရောင်တစ်ဖက်ကတပြေးသီးမဲ့ရောင်ဖြစ်နေပါတယ်။ဆရာတော်ရဲ့ယုတ်ကလတ်တော်မျက်နှာတော်ဟာဖြူဖြူပွေးပွေးဖြစ်နေတာကြောင့်ဂရိပါဇာနဲ့ပုတ်တိုက်လိုက်စေ။ ချောက်ခနဲ့မြည်တမ်းကြားလိုက်ရရေလုံးတစ်ဖက်ထောက်ပဲ့ဖြစ်သွားပြီ။ရှာဝေကြည့်တဲ့အခါမှတော့မျက်ရှင်တော်တစ်ဖက်ကိုခုတွေ့ရပါတယ်။အဲဒီနောက်ဟန်တော်နဲ့တခြားမျက်လုံးတော်တစ်ဖက်ကမျက်ရှင်တော်တစ်ဖက်ကိုရရှိပြန်တယ်။တဲငူဆရာတော်ဘုရားကြီးရဲ့ရုပ်ကလတ်တော်ဟာသုံးနှစ်နီးပါးအပူဇော်ခံထားခဲ့ပြီလေလို့ပုတ်တိုးခြင်းမရှိပဂရိအတိုင်းရှိခဲ့ပါလေ။ 1986ခုနှစ်ဧပြီလ4ရက်တနင်္ဂနွေနေ့မှာတော့အန်တီမအဲ့ဂီဇာပနာကျင်းပပြီးမိပူဇော်တကြိုခဲ့ပါမိတကြိုရမှာဓာတ်တော်များကြတဲ့အပြင်ဆံတော်များဟာလည်းမိမလောင်မဲ့ကြံရက်တော်လဝဲလရမျက်ရှင်တော်နဲ့ဆူနဲ့အန်တော်ကိုအတာပိန်နာဓာတ်တော်ကိုခေါ်ပါမပြူမကွက်တီရှိတဲ့ဓာတ်တော်များဖြစ်ပါအဲ့ဂီဇာပနာပြာချပြီးတဲ့နောက်အယိုးအသားတို့က ကြစွာကုမြူနေတဲ့ဓာတ်တော်ကိုခေါ်ဆိုပါဘူး။ဘုမျိုးမြေတွေ့နေရတဲ့လေဝဲလက်ရာမျက်ရှင်တော်နဲ့ဆုနဲ့အန်တော်ကိုပေါ်ပြီးမြို့တဲငူကျောင်းတိုင်မှာလုံးလုံးစွာပူဇော်ထားရှိပါဘူး။မေကြီးရဲ့ကြီးများမှာတော့အများပြည်သူတို့ပူဇော်ခွင့်ပြုပေးပါ